Mình là bà xin. ရှင်းနိုင်တဲ့တင်းထောင်နိုင်တဲ့တပတ်အတွင်းသတင်းသုံးသက်ချက်ဆူစင်ကနေပြန်လဲကြိုးဆိုလိုက်ပါရစေ။ဒီဆူစင်ကိုတော့ကျမရေရနာနဲ့အတူကျွန်တော်အောင်ပြေတို့ကတင်ဆက်ပေးမှာပါ။ဒီတစ်ပတ်မှာရောဘလို့သတင်းကြောင်းအရာကိုရွေးချယ်ထားတယ်လဲဆိုတာကိုပြပြပေးပါအောင်။ဒီဘက်အတွက်တင်ဆက်ဖို့ရွေးချယ်ထားတာတွေကတော့ဒီတစ်ပတ်သက်အပြည့်ရတာကခိုင်မာမှုမရှိဘူးဆိုတဲ့အကြောင်းနဲ့နာဆက်ကရွေးကောက်ပွဲမလုပ်ဖြစ်ဖို့များတယ်ဆိုတဲ့အကြောင်းတွေကိုဆွေးနွေးဖို့ရွေးချယ်ထားပါတယ်။ဒါဆိုရင်တစ်ပတ်သက်အပြည့်ရတာကခိုင်မာမှုမရှိဘူးဆိုတဲ့အကြောင်းကိုဆွေးနွေးကြပါတယ်။မြန်မာနိုင်ငံမှာငလင်းဘေးတံကြောင့်မြန်မာတပ်မတော်နဲ့တိုင်းဒေသနဲ့ကင်တွေအနေနဲ့တစ်ပတ်သက်အပြည့်ရဆဲကြောင့်ကြီးညာတာကဒီမြေပြင်မှာခိုင်မာမှုမရှိနိုင် င်ဘူးဆိုတဲ့အပေါ်မှာဒီစီးရင်နဲ့နိုင်ငံရေးကက်ခဲကြမှာဘလို့တုံးသက်ယူဆချက်တွေရှိနေလဲဒီလိုမျိုးအပြစ်မမြတ်ခင်ကလေးကပေါ့လေတိုင်းသားလက်နက်ကိုင်တွေကတချို့မြောက်ပိုင်းအဖွဲ့တွေဆိုရင်တော့ရက်ပီးသားဖြစ်တယ်တောင်ပိုင်းနဲ့အလဲပိုင်းကတော့မရက်ဘူးပေါ့လေအထူးသဖြင့်ဒီအလဲပိုင်းမှာရှိတဲ့ PDF အင်အားစုတွေ NUG အင်အားစုတွေ ရခိုင်အင်အားစုတွေဒီအဖွဲ့တွေကတော့အပြစ်ရတာမတွေ့ဘူးဆိုပြီးတော့တုံ့တက်တာတွေရှိပါတယ်။သူတို့လှုပ်ရှားမှုတိုင်းပဲဆက်ပြီးတော့သွားနေကြတယ်ပေါ့။အဲ့ဒါကြောင့်ဒီလိုအပြစ်ရတာမျိုးက unilateral လို့ခေါ်တဲ့တစ်ဖက်သက်အပြစ်ရတာမျိုးရှိတယ်။တချို့ကြတော့ bilateral လို့ခေါ်တဲ့နှစ်ဖက်သဘောတူလက်မှတ်ထိုးပြီးတော့အပြစ်ရတာမျိုးရှိတယ်။နှစ်ဖက်သဘောတူလက်မှတ်ထိုးပြီးရတာကတော့နည်းနည်းလေးပိုပြီးတော့ခိုင်မာတယ်ဆိုပြီးတော့တုံ့တက်တာတွေရှိပါတယ်။ဒါပေမဲ့လည်းနှစ်ဖက်သဘောတူမှာတတိယအင်အားစုလို့ခေါ်တဲ့တပ်သေးနိုင်ငံတွေကြားအင်အားစုတွေပါဝင်လာပြီးတော့တပ်သေးခံပေးပြီးတော့အပြစ်ရတာမှန်ပါတယ်ဆိုပြီးတော့ဝင်ထိုင်ပြီးရင်တော့ဒီလိုမျိုးတတိယအင်အားစုပါတဲ့အပြစ်ရ က်ကတော့ပို့ပြီးတော့ခိုင်မာတယ်ပေါ့လေကိုသဘောနဲ့ကိုတဖွဲ့ချင်းအပြည့်ရတာတွေကတော့အမျက်ထုတ်ကြတာပဲဆိုပြီးတော့တုံ့တက်မှုတွေတွေ့ရပါတယ် ငလျင်တန်အထိကိုက်ခန်းစားနေရတာနဲ့ပြည်내ထူထောင်ရေးလုပ်ငန်းတွေဆောင်ရွက်နိုင်ဖို့အတွက်တည်ငြိမ်အေးချမ်းမှုကိုရှေ့ရှုပြီးတော့တက်မတော်အနေနဲ့2025ခုနှစ်ဧပြီ2ရက်ကနေ22ရက်အထိယာယီပြစ်ခတ်တိုက်ခိုက်မှုရှက်ဆဲကြောင်းထုတ်ပြန်ကြေညာထားရတယ်ဖြစ်ပါတယ်။အဲ့ဒီအပြင်ကိုမြောက်ပိုင်းမဟာမိတ်အဖွဲ့ AEDNL MND တို့ကပေါ့နော်သူတို့ကလည်းဒီ AP တရက်ကနေ30ရက်အထိကိုအပြာယီပြစ်ခတ်ရက်ဆဲကြောင်းထုတ်ပြန်ကြေညာထားတယ်လို့ဒီအမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်းယာယီအပြစ်ရက်ဆဲကြောင်းကိုထုတ်ပြန်ထားတယ်ပေါ့လေ။အဲ့လိုပဲဒီကချင်လွတ်လပ်ရေးတက်မတော် KYN ကလည်း AP လကိုအပြစ်ရက်ကြောင်းထုတ်ပြန်ထားတယ်။ဒါပေမဲ့ ဲ့ဒီလိုအပြည့်အကြောင်းထုတ်ပြန်ထားကြပြီမယ်ပေါ့ဒီလာရောက်တိပိုင်းတော့အရေးယူထုတ်ပြန်မှုနဲ့ခုခံစစ်နဲ့ပြန်ပြီးထုတ်ပြန်မယ်ဆိုပြီးတော့လည်းပါရှိကြပါတယ်ဒီအပြည့်အတဲ့အထက်မှာဘယ်ချက်တွေကိုတော့မလုပ်ရဘူးဘာတွေကိုထိပိုင်းရင်တော့ဘယ်လိုထုတ်ပြန်မယ်ဆိုတာကဒီ NASA ကကကြေညာတဲ့အချက်မှာတော့ရှင်းရှင်းလင်းလင်းလုပ်ထားပြီးတော့လေဒီဒီချက်တွေနဲ့ပတ်သက်လို့ကမြေပြင်ကအဖွဲ့တွေကဘယ်လိုထိပါတယ်ပေါ့ဒီထိပါမှုရှိလို့မြန်မာတပ်မတော်ကပြန်လုပ်တာဖြစ်တယ်ပေါ့လေဒီအရင်တုန်းကဆိုရင်တော့သတင်းအချက်အလက်အရမျက်မြင်သက်သက်တွေမရှိတဲ့အခါဟုတ်လားမဟုတ်လားဆိုပြီးတော့ရှိတယ်ဒီအခုကတော့ဘာပဲပြောပြောဘယ်သူကဘယ်နေရာမှာဟိုသွားလို့လို့ဘာပြန်လုပ်ခံရတယ်ဆိုတာကအဲ့ဒီဖြစ်စဉ် မှာပါဝင်တဲ့သူတွေကပဲကိုယ်တိုင်တီးကြပါလိမ့်မယ်ဆိုပြီးတော့ပြောဆိုမှုတွေလည်းရှိပါတယ် ကောင်းပါပြီရှင်ဒါဆိုရင်တော့နောက်ထပ်သတင်းအကြောင်းအရာတစ်ခု ဖြစ်တဲ့နာဆာကကရွေးကောက်ပွဲမလုပ်ဖြစ်ဖို့များတယ်ဆိုတဲ့အကြောင်းကိုဆက်ပြီးတော့ဆွေးနွေးကြပါမယ်။မြန်မာနိုင်ငံမှာ match လ28ရက်ကပြင်အား9.8အဆင့်ရှိတဲ့ငလျင်လောက်ခတ်မှုကြောင့်ပေါ့လေ။နေပြည်တော်မှာရှိတဲ့လွှတ်တော်အဆောက်အုံတွေအပါအဝင်အစိုးရဌာနဆိုင်ရာတွေလက်နက်တွေပြိုကျပျက်စီးဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။အဲဒီလိုပဲပေါ့စကိုင်းတိုင်းနဲ့မန္တလေးတိုင်းအတွင်းမှာလည်းလူသေဆုံးထိခိုက်ဒဏ်ရာရမှုတွေရှိနေသလိုနေအိမ်တွေ၊ hotel တွေဘာသာရေးအဆောက်အုံတွေနဲ့လက်နက်ပြိုကျပျက်စီးမှုတွေကလည်းရှိနေတာပါ။ဒါကြောင့်မြန်မာနိုင်ငံမှာငလျင်ပေးပြန်လည်ထူထောင်ရေး လုပ်ငန်းတွေနဲ့စစ်ဘေးပြန်လည်ထူထောင်ရေးလုပ်ငန်းတွေဆောင်ရွက်ဖို့ရှိနေတယ်လို့စီးပွားရေးကြဆင်းမှုပြန်လည်ဥမော်ရေးကြိုးပမ်းဖို့လည်းလိုအပ်နေတာကြောင့်မလို့2025ခုနှစ်အတွင်းမှာရွေးကောက်ပွဲကျင်းပဖို့ကမလွယ်ကူတော့ဘူးဆိုပြီးတော့ထောက်ပြရရှိပါတယ်ဟုတ်ကဲ့ပါဒီအခု NASA ကကရွေးကောက်ပွဲလုပ်မယ်ဆိုရင်တော့လုပ်လို့ရတယ်ပေါ့လေဒါပေမဲ့တကယ်တကယ်တရားသဖြင့်တရားမျှတဆိုတာစဉ်းစားရင်တော့မဖြစ်နိုင်ဘူးပေါ့လေအခု NASA ကဥက္ကဋ္ဌပြောရတဲ့အချိန်မှာက ဒီတခြားနိုင်ငံတွေကိုလည်းဖိတ်ပါမယ်ဆိုတာကတော့မဖြစ်နိုင်ဘူးများတယ်ပေါ့လေတခြားနိုင်ငံတွေကလည်းနာဆတ်ကအနေနဲ့ဘလောက်အဆင်ပြေပြေပေါ့နာဆတ်ကလည်းဘလောက်အဆင်ပြေပြေဒီတရုတ်ဖြစ်ဖြစ်ရုရှားကပဲဖြစ်ဖြစ်ပေါ့လေဒီရေကောက်ပွဲကိုတော့ဝင်ပြီးတော့အာမခံပေးနိုင်မယ်မထင်ဘူးဒါကြောင့်မို့လို့မလုပ်ဖြစ်ဖို့များတာပေါ့လေဒီနာဆတ်ကအနေနဲ့ကလည်းကြာလေအချက်တဲကြုံနေအောင်ဖြစ်မှာပဲပေါ့လေဘာလို့လဲဆိုတော့ဒါနေပြည်တော်ကပျက်စီးတဲ့ဟာတွေကလည်းမလဲဘူးပေါ့လေနေပြည်တော်မှာရှိတဲ့ဝန်ထမ်းအဆောက်အဦတွေကလည်းပျက်စီးကုန်တာမနေဘူးအဲ့ဒီတော့အစိုးရရန်နေရာတစ်ခုလုံးကပတ်ချလိုက်နေတဲ့အချိန်ဖြစ်တယ်အဲ့ဒီတော့လောလောဆယ်တော့ဒီတစ်နှစ်လုံးကတတော်ကိုခက်ခက်ခက်ဖြတ်ကျော်ရမယ်ဆိုပြီးတော့ းသတ်မှုတွေလည်းရှိပါတယ်။မြန်မာစကားဥက္ကဋ္ဌဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်ကတော့ဒီမြန်မာနိုင်ငံမှာအထူးထူးရွေးကောက်ပွဲကို2025ခုနှစ်ဒီဇင်ဘာလဒါမှမဟုတ်ရင်2026ခုနှစ်ဇန်နဝါရီလမှာကျင်းပသွားဖို့စီစဉ်ထားကြောင်းကို2025ခုနှစ်မတ်လ9ရက်မှာဘယ်လာရုစ်သမ္မတလူကာရှန်ကိုတို့နဲ့ပူးတဲ့သတင်းစာရှင်းလင်းပွဲမှာထုတ်ပြန်ပြောကြားခဲ့ပါတယ်။ပြော်တီနာစကားဥက္ကဋ္ဌအနေနဲ့ကတော့ဗောလေသူပြောတဲ့အချိန်တွေမှာဖြစ်အောင်တော့ လှုပ်ပေးมาပဲပေါ့လေ။ဘာဖြစ်လဲဆိုတော့ဒါကတချိန်ပြောတာလည်းမဟုတ်တော့ဘူးပေါ့။၄ရက်နေတုန်းကလည်းနေပေါ်ဝင်ကြီးချုပ်နဲ့တွေ့တဲ့အခါမှာရွေးကောက်ပွဲကတော့မဖြစ်မနေလုပ်မယ်ဆိုတဲ့သဘောပြောခဲ့တာလည်းရှိတယ်။ဒါကအစိုးရတရရဲ့ကတိဖြစ်တယ်ပေါ့။တဘာဝဘေးတံကြောင့်ပျက်စီးတာကတော့တချောင်းပေါ့လေ။ပထမဦးဆုံးအကြိမ်လွတ်လပ်ရေးရပြီးနောက်ပိုင်းခေါ်တဲ့လွှတ်တော်တော်မှာပဲပုံစံအခင်းချင်းတွေကိုပြန်ကြည့်မယ်ဆိုရင်တော့ဒီဖြစ်တယ်လို့ခေါ်သွားမယ်အပိုင်းလေးတွေရှိတယ်ဆိုပြီးတော့သုံးသက်တာတွေတွေ့ရပါတယ်။အခုလည်းအရေးကြီးတဲ့အစအဦးနေရာတွေကိုစုပေါင်းပြီးပြင်ဆင်သွားကြမယ်ဆိုရင်တော့ ဖြစ်နိုင်တဲ့အတိုင်းအတာမျိုးရှိရဲဆိုပြီးတော့ထောက်ပြလေးရှိပါတယ်။ရွေးကောက်ပွဲကတော့ရွှေ့မယ်လို့တော့မထင်ဘူးပေါ့လေ။ဘာလို့လဲဆိုတော့ရွေးကောက်ပွဲကိုရွှေ့လေလေနိုင်ငံကြီးအတွက်ကတော့ဘေးကျန်နေကြကြုံလေလေဖြစ်နေမှာပဲဆိုပြီးတော့ပြောဆိုမှုတွေလည်းတွေ့ရပါတယ်။နာဆာကဥက္ကဋ္ဌဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်ကတော့ပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲကိုအခုနှစ်ဒီဇင်ဘာလတတိယပတ်ကနေ2026ခုနှစ်ဇန်နဝါရီလဒုတိယပတ်အတွင်းကျင်းပပြုလုပ်ဖို့ရထားပြီးတော့ရွေးကောက်ပွဲအထမြောက်တဲ့အဆင့်ကိုဦးစားပေးပြီးမြောက်အောင်ဆောင်ရွက်မှာဖြစ်တယ်ဆိုပြီးတော့2025ခုနှစ်မတ်လ3ရက်နေ့မှာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေးမှာပြောကြား ားခဲ့ရလဲဖြစ်ပါတယ်။ကောင်းပါပြီရှင်ဒါဆိုရင်ဒီတစ်ပတ်အတွက်ဆွေးနွေးခဲ့တဲ့တင်ကြောင်းတွေကလည်းစုံတော့ဖြစ်သွားပြီဆိုတော့ကျမတို့ရဲ့အစီအစဉ်ကိုဒီလောက်နဲ့ပဲရန်နာလိုက်ချင်ပါတယ်။အခုဆွေးနွေးတင်ဆက်ပေးခဲ့တာကတော့ CNI သတင်းဌာနရဲ့တစ်ပတ်တွင်းသတင်းသုံးသပ်ချက်အစီအစဉ်ပဲဖြစ်ပါတယ်။ကြည့်ရှုအားပေးသူများအားလုံးစိတ်ချမ်းသာကိုကြမ်းပါကြပါစေခင်ဗျာ။